အနီတို့ကြောင်းနေကြတယ်ဘောလုံးသမားများနံပါတ်1အနေနဲ့ကတော့ကဘာပြတ်မယ်ထင်တဲ့ကူသမားပဲဖြစ်ပါတယ်ဒီကူသမားကတော့မကြခင်ကဘာကြီးပြတ်တော်မယ်ထင်ပြီးတော့ကဘာသမားဘွားကနေပါအနားယူခဲ့တဲ့သူပါဟမ်ကဘာပြတ်တယ်ဆိုတဲ့ကိစ္စကလည်းဘာသာဘောင်းဆောင်ရှူတော်ဘောင်းဆောင်ကနေအမြင်နဲ့ကွဲလွဲနေတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်နောက်နောက်ဆက်နှစ်တုန်းကလည်းကဘာကြီးပြတ်တော်မယ်ဆိုပြီးတော့တခိတ်ထလိုက်ကြသေးပါတယ်အဲဒီလိုမျိုးကဘာပြတ်မယ်ဂျင်းကြီးကိုအစိမ့်လိုက်ဝါစာမိတဲ့သူကတော့အာဂျင်တီးနားကူသမားဟောင်းကြီးဖြစ်တဲ့ကာလော့စ်ရူအာပဲဖြစ်ပါတယ် ဒီလူကဘာသာရေးကိန်းဆိုင်သူတဦးဖြစ်ပြီးတော့လာမယ့်2000ခုနှစ်မှာကဘာပြတ်တော့မယ်လို့အကျဉ်းမဲ့ယုံကြည်ထားတာပါ။ဒါကြောင့်မဲသူ့အသက်29နှစ်မှာကစားသမားဘွားကနေအနားယူခဲ့ပြီးတော့ကော်တိုဘာတောင်တန်းဒေသတွေပေါ်မှာမိသားစုနဲ့အတူတွားရောက်နေထိုင်ခဲ့ပါတယ်။ကဘာပြတ်မဲ့အချိန်အတွက်ကြိုတင်ပြင်ဆင်ပြီးတော့ကိုနေထိုင်ခဲ့တာ။ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲသူပြတ်တော့မယ်ထင်ထားတဲ့ကဘာကြီးကသူ့ထပ်တောင်ပို့ပြီးတော့ကျမ်းမာနေခဲ့ပါတယ်။ရိုဟာကဘာပြတ်တော့မယ်ဆိုပြီးတော့နိုင်ဒူးသာထမချောင်ခဲ့ပြီးဆိုရင်ဒီထက်ပို့ပြီးအောင်မြင်နိုင်တဲ့ကုသမာတယောက်ဖြစ်ပါတယ်။ နံပါတ်1နေနေကတော့အာဂါသာယူယူနေတဲ့ကစားသမားပါတခါတော့ကလည်းဘောလုံးလောကမှာအာဂါသာယူယူနေတဲ့ကစားသမားတူရှိခဲ့ပြီပါတယ်အဲသူကတော့စတီဖန်ရှဝါလို့ခေါ်ပြီးတော့ဆန်နလန်အသင်းမှာလည်းကစားခဲ့ပြီပါတယ်ဒီကစားသမားကအမှန်တကယ်ဘောလုံးသမားဖြစ်ချင်နေဆိုတာကအာဂါသာရှင်မှုပဲဖြစ်ချင်ခဲ့တာပါဘောလုံးကစားနေနေလေခဏခဏအာဂါသာသွားခြင်းနဲ့ဆိုပြီးတော့တဖဖပြောနေလေးရှိပါတယ်။ဒါကြောင့်ဆန္ဒလန်အသင်းကလည်းသူတို့အသင်းမှလာကစားနေနေဒီကစားသမားအာဂါသာလေးထထထသွားမှလို့ဆိုရင်ခဲ့ရပါဘူး။ What? ။ဒါကြောင့်ဒီလူကိုစာချုပ်စာချုပ်ကလေးကအာဂါတမတော်ရဆိုတဲ့အချက်ကိုတခါတည်းထဲချုပ်ထားခဲ့ရပါတယ်။အဲအဲ့ဒီနောက်ပိုင်းမှာတော့ဒီလိုမျိုးအာဂါတမတော်ရဆိုတဲ့အချက်ကိုသူပြောင်းရွှေ့တဲ့အတင်းတိုင်းကစာချုပ်မှာထည့်ချုပ်လိုက်ကြပါတယ်။ဒီလူရဲ့ဘွားကတော့ဘလုံးကန်နေသေးတသက်လုံးအာဂါတတော်ရမှာမဟုတ်တော့ဘူး။နံပါတ်3အနေနဲ့ကတော့လက်ကီးဂရုံးမှာ။ဘာသက်ဆိုတာတစ်ချိန်လုံးကတရိတ်ကျဲကုသမိုင်းဖြစ်ပြီးတော့လက်ကီးဂရုံးလို့လည်းနာမည်ကြီးပါတယ်။ဒီနာမည်ကိုအလကားရလာခဲ့တာတော့မဟုတ်ပါဘူး။ တခါတော့ငါအပြင်တဲ့အတင်းသားတွေကသူတို့ပွဲမကန်ခင်တိုင်းမှာဘာသာစီရဲ့ကရုံးကိုနမ်းပြီးတော့ပွဲတဲကိုဝင်ရောက်ကြပါတယ်။အဲဒီလိုမျိုးနမ်းရှောက်လိုက်ခြင်းကသူတို့ကိုကန်ကောင်းစေတယ်လို့ယူဆကြလို့ပါ။တကယ်လည်းအဲ့ဒီနှစ်မှာအပြင်တဲ့အတင်းကကဘာပလာကြီးကိုစခူးသွားခဲ့ပြီးတော့ဘာသာလက်လက်ကီးကရုံးဆိုပြီးနာမည်ကြီးသွားခဲ့ပါတယ်။အဲလက်ကီးကရုံးဟုတ်လားမဟုတ်လားတော့မသိပေမဲ့ကရုံးကတော့တော်တော်လေးခေါင်းလျှော်ရတော့။နာမည်လေးနေနေကတော့လေရင်ကြောက်တဲ့ကစားသမားပါ။အာဆန်နယ်ကစားသမားဟောင်းကြီးဘက်ကန်ကတော့လေရင်စီးရမှကိုအင်ကမိမတဲ့ပိုကြောက်တဲ့သူဖြစ်ပါလေ။ဘက် ဘလုံးသမားဤဆိုတာနိုင်ငံနဲ့မျိုးနှံပတ်ပြီးကန်နေရတာမို့လို့သူတို့အတွက်လင်းရင်စီးရတယ်ဆိုတာကပုံမှန်ပဲလို့တောင်ပြောလို့ရပါတယ်။အဲဒါပေမဲ့ဒီပုံမှန်လေးမှာဘက်ကန်တယောက်တော့မပါခဲ့ပါဘူး။ဘက်ကန်ကငွေစင်ကလေးကလင်းရင်စီးရမှာကိုသေလောက်အောင်ကြောက်တဲ့သူဖြစ်ပြီးတော့ဘလုံးသမားဖြစ်လာတဲ့အထီကိုလင်းရင်တစ်သက်လုံးမစီးပဲနေခဲ့ပါတယ်။တခြားသင်းပေါ်တွေလင်းရင်နဲ့တွားနေတဲ့အချိန်မှာသူကတော့ရထားလေးပဲစီးပြီးလိုက်ပါခဲ့ရတာပါ။ဒါကြောင့်မဲတချို့သောရေးကြီးတဲ့ပွဲစဉ်တွေကိုခီးဥစဉ်ကြံ့ကြံ့မှုကြောင့်လွဲချော်ခဲ့ရတယ်လို့ဆိုပါတယ် ဘကန်ရဲ့ဖြစ်ကတော့တင်မတော်ဖြစ်ပြီးရေကြောက်တယ်လို့ဖြစ်နေတာ။နမန်ငါးနေနေကတော့အကိုက်တန်နဲ့ဆော်ရက်ပါ။ဆော်ရက်ကတော့သူ့သွားဘလောက်ကောင်းတဲ့အကြောင်းကိုပြိုင်မက်ကစားသမားတွေကိုကြိုက်ပြီးစမ်းပြလေးရှိပါ။ဟမ်။ကြိုက်တာမှာရောက်လျာအတင်းတိုင်းမှာကိုကြိုက်တာပါ။ဆော်ရက်ပါရင်ပြိုင်မက်ကစားသမားတွေကသူတို့ခိုးကိုအတွင်းခံရမှာတဲ့အကိုက်ခံရမှာကိုပို့ပြီးကြောက်ကြပါလား။အဲဆော်ရက်ရဲ့လို့ဖြစ်မလာခင်ကလေးကကိုနေသားလမ်းမှာအကိုက်ချမ်းနေခဲ့တာပါ။ ဒါကြောင့်ဘာစီလိုနာအသင်းကဆွာရက်ကိုမခေါ်ခင်မှာမကိုက်ရဆိုတဲ့အချက်ကိုစာချုပ်ထဲထည့်ချုပ်ထားခဲ့ပါတယ်။အဲဒီကနေ့ကဆွာရက်တယောက်လိန်မာသွားလိုက်တာအခုဆိုရင်အစာတောင်ကိုက်မစားတော့ဘူးလို့သိရပါဘူး။အကြောင်းလူချင်းမင်းတို့လည်းအကိုက်တန်တဲ့ကော်မလေးဒီကိုပိုင်ဆိုင်ထားရဆိုရင်စာချုပ်ထဲသာထည့်ချုပ်ထားလိုက်ကြဖို့အကြံပေးချင်ပါတယ်။အဆုံးနည်းကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။